ိုင်းဆရာနေစုတော်ရဲ့ရှင်းနေမလေးမေးဆန်ရှာနဲ့ကိုဝါတထောင်မောင်မဲကဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်အပိုင်း၁မြေကမဟုရဝိယုံကိုလွှမ်းခြုံထားသည်ပြီးဒီနေရာကလူကုန်တံများနေထိုင်ရာစိတ်ငြိမ်ရဝန်တခါတည်းရန်ဖြတ်တဲ့မောင်းနှင်သွားသောကြာတန်ညဉ့်ညံမှတပါအချားစုညံသောအတန်ပလန်များမကြရ ိမ်မော်မလေးမတ်ကြီးတရားမိဖို့ခံထဲမှာဆေးကြောတုတ်တင်တန့်ရှင်းနေဆဲဖြစ်သည်မမလေးတစ္ဆာနဲ့အန်တီညိုကပြန်မရောက်သေးဆင်းရုံတက်နေသောမိတ်ဆွေတို့ကိုတရင်သွားမိနေကြသည် ထို့စဉ်မတ်ကြီးနားထဲသို့အတန်တခုတိုးဝင်လာသည် အထိတ်တလန့်အော်လိုက်တန်တဲ့တဲ့ဖြစ်ယောက်ျားတန်ဟုတီလိုက်အေရှိကဟုမှန်းဆမိသည်ဆေးလက်ဆပကံကိုချကမတ်ကြီးမိဖို့ထဲမှာပြေးထွက်လာခဲ့သည်ဧကန်ထဲသို့ဝင်လာသည်နှင့် အခန်းထဲမှာပြေးထွက်ပြီးပြုနေတော်သူတို့ကိုတွေ့လိုက်ရသည်ထိုသူကလည်းမက်ကြီးကိုတွေ့သွား၏မက်ကြီးသူ့ကိုတီးပါသည်ကိုမျိုးခိုင်မမလေးတစ္ဆာဤချစ်သူအန်ကယ်ဦးတောက်ထွန်းဤတပည့်ကိုမျိုးခိုင်ပုံတရံကအထိတ်တလန့်ဖြစ်နေပြီးကြောက်ရွံ့တုန်လှုပ်နေဟန်ရှိသည်မက်ကြီးကိုတွေ့လိုက်သဖြင့်ပို၍လဲလန့်ဖြတ်သွားပုံပေါ်သည်မျက်လုံးတွေဝိုင်းသွား၏မျက်နာကသွေးမရှိတော့သလိုဖြူရောသွားသည်ကိုမျိုးခိုင်မက်ကြီးနှောင်းမှလှုပ်ခနဲပင်ခေါ်လိုက်မိသည် ကိုမျိုးခိုင်ကပြန်မထူနေရမချာကနေလှဲ့ကပွင့်နေတော့တကားမှာတချိန်တူပြေးစင်းသွားသည်ဘာဖြစ်သွားပါလဲဒီခုခုတော့ဒီခုခုပဲနားမလဲစွာ တွေးဆမရစွာဖြင့်မက်ကြီးပြန်လှည့်ပြီးမိဖို့ဖက် ပြန်မြည်ပြုတ်ရင်မျက်လုံးများကဧကန်တနေရာသို့ရောက်သွားသည် ဖြင်းပောင်းနှင့်တဲ့တဲ့ချမ်းမြေပေါ်မှာအံကဲတောက်တွန်းဖြစ်နေသည်လဲကြနေ၏ပတ်လက်ကြီးဖြစ်သည် ရင်ဝတွင်ဓာတချောင်းဆိုင်ဝင်လျက် တွေးတွေက အင်ဂျီဖြူဖြူမှချင်းချင်းနေလျက်မက်ကြီး အာခနဲ့ကြောက်ကြောက်လန့်လန့်ဖြင့်အတန်ကုန်အော်ဟစ်လမ်းမိလေသည်မိဇန်ရှာဟာအတန်ငယ်ပင်မဲ့အရွယ်ထက်ပိုပြီးရင့်ကျက်ပြေဝသူဖြစ်တဲ့အတူတပြင်းစိတ်နှလုံးဖြူစင်ဖြောင့်မတ်မှုကစံတင်လောက်တယ်အတွေ့အကြုံနဲ့ဒီပင်မဲ့သူလိုက်တဲ့အမှုတွေမှာရှောက်လဲချက်ပြီးတဲ့အခါကျတော့ကြောက်ခမန်းလေးလေးချက်မြက်ထူးချွန်တာတွေ့ရတယ်တရားခွင်မှာမိဇန်ရှာ ရှောက်လန်းနေတာကတမာဒီဝတ်နတ်ကောင်နတ်မြတ်တွေနှုတ်ဆီးနေတယ်လို့ပဲ။မေဆန်ရှာဟာမင်းကလေးဆိုပေမဲ့အများသူကမင်းကလေးတွေထဲစိတ်ဓာတ်ရည်ရင်သူဖြစ်တယ်။အမှန်တရားဘက်ကပဲရက်တည်ပြီးလိုက်ပါဆောင်ရွက်ဖို့ဆုံးဖြတ်ထားတယ်လို့အဲ့ဒီလိုလိုက်ပါဆောင်ရွက်တဲ့အခါတစ်ဖက်ကဘဲလောက်အချိန်ဝါကြီးမားတဲ့ကျိုးဆောင်ကြီးဖြစ်နေပြီစီ။နည်းနည်းကလေးမှတုံ့လှုပ်ဆုပ်ယင်မှုမရှိဘူး။ဒါဟာမေဆန်ရှာရဲ့အရေးချင်းပဲ။အမေဆန်ရှာကိုရည်ချင်းရှိတယ်လို့ချီးကျူးရမှတဲ့စိတ်ဓာတ်ရည်ရာကို ိုပြီးချီးကျူးခြင်းနဲ့ဗျငွေကြေးရရှိဖို့ပြဌာနာမထားဘူးနာမည်ကျော်ကြားဖို့ပြဌာနာမထားဘူးအားနည်းတဲ့အဖိနှိတ်ခံရတဲ့နှိမ်ပါတဲ့ပြောက်ွယ်ဖုံးဖွက်နေတဲ့အမှန်တရားတွေဘက်ကိုပဲရွေးချယ်ပြီးတခါတည်းသူကငွေကြေးစိုက်ထုတ်ကုန်ကြခံပြီးတော့တောင်ကျူးစားပေးလေရှိတယ်လေဒါကြောင့်လဲမီဆန်ရှာလိုက်ပေးကြလို့မတရားခံလိုက်ရမယ့်အနေအထားကနေလွတ်မြောက်သွားခဲ့ရတဲ့အပြစ်မဲ့တရားခံတွေဖို့မီဆန်ရှာကတော့လောကပါလာနဲ့သမီးတပါလို့တင်ဆိုင်မှမပါဘူး ချစ်စရာတကယ်ကောင်းနေဗျာရုပ်ရည်ယူပကာကလည်းချစ်စရာကောင်းနေလို့အတက်မဆိုင်ပြိုးနဲ့ပြောတာမဟုတ်ပါဘူးជីညိုလေးစားမျက်နှူးစရာကောင်းတာကိုပြောတာပါမိစံရှားမှထူးခြားတဲ့ပါရမီရှိတယ်ဗျအမှုတစ်ခုကိုလာပြီးအပ်တာကိုနားထောင်လိုက်တာနဲ့လျှို့ဝှက်ထားဖုံးကွယ်ထားတာပျောက်ဆုံးနေတာဟန်ဆောင်နေတာအကွက်ဆင်းနေတယ်ဆိုတာမျိုးတွေကိုချက်ချင်းအာရုံရလိုက်တယ်ဒါကစင်ချင်တွေးခေါ်နိုင်စွမ်းအားထက်တန်စူးရှာခြင်းပဲပေါ့အရာရာကိုစူးစမ်းလို့ရှိတာ အသေးပွဲကလေးတွေကိုမြင်တတ်တာဂယူဆိုင်တတ်တာဘာကုမမှုမဲ့မဲ့မဲ့မနေတတ်တာကလေးတွေကစုံတော့ရဲ့ဗီဇစိတ်ကလေးတွေပဲဒါကြောင့်မေဆန်ရှားကမှုတစ်ခုကိုတရက်ခွေမှာကျိုးဆောင်ပြင်းနဲ့လိုက်ပါဆောင်ရွက်ရုံနဲ့မကဘူးတချို့ကိစ္စတွေကိုလည်းတရက်ခွင့်ပြင်ပါမှာလိလာထောင်လန့်ပြီးဖြည့်ရှင်းပေးနိုင်ခဲ့တယ်ဒါကြောင့်ကျွန်တော်ကတော့သူ့ကိုရှေ့နေစုံတော့လို့အမြည်ပေးထားတယ်ဗျကျွန်တော်ချစ်သူမို့ကျွန်တော်အမိုးတင်နေခြင်းမဟုတ်ပါ။ပန်းတဲ့ရင်လေးညင်းဆောင်ခြင်းသာဖြစ်ပါသည်။ မေဆန်ရှား၏ဆရာသမားများလုပ်ဖော်ကန်ဖက်များနှင့်မေဆန်ရှားလိုက်ပါဆောင်ရွက်ပေးခဲ့သောအမှုတွေများကအထက်ပါတိုင်းမေဆန်ရှားကိုဝေဖန်ကဲဖြတ်ကြခြင်းဖြစ်ပါသည်ဆရာသမားဖြစ်သောဦးကျော်စရာကသမီးကလူလောကကျိုးကိုတည်ဖို့ကိုတာဝန်ပေးခြင်းခံရလို့ရောက်လာတဲ့နတ်သမီးလေးပဲသမီးရဲ့မွန်မြတ်တဲ့နှလုံးသားကိုမောဟမောင်တွေခွင့်တဲ့နေရာမှာတုံးမှာဘယ်သောအခါမှမတွေ့ဝေပါနဲ့ဖခင်ကသမီးနောက်ကမမမမမရှိနေပါတယ်ဟုကျွန်တော်ရှိမှပင်ပြောဘူးသည် အကိုကြီးတပွဲချစ်ခင် လေးစားရတော့ဆရာဦးတင်ယူဆိုင်းဆရာချစ်ကိုကိုယူကလည်းညီမလေးညီမလေးကိုအကိုကြီးကကိုကြီးထထောင်ပို့ပြီးအားထားလေးစားတယ်ဟုဆိုဘူးဒီထားပါဒီเจ้าတွေကိုဖောက်တဲချနေခြင်းမှာမေဆန်ရှားကိုစကားဖြင့်စင်မော်တွန်းတင်နေခြင်းမဟုတ်ပါမေဆန်ရှား၏တဘာဝမေဆန်ရှား၏စိတ်နေစိတ်ထားမေဆန်ရှား၏ရည်တည်မှုမေဆန်ရှား၏အသွေးကိုစာဖတ်သူနှင့်မိတ်ဆက်ပေးလိုခြင်းသာဖြစ်ပါသည် မေဆန်ရှားမှာအသက်28နှစ်မြသာရှိပါသေး၏ဥပဒေဘွဲကိုရရှိပြီးရှေ့နေဘွားကိုခုံမင်တက်မဲ့စွာခံယူလာခဲ့သူဖြစ်သည်ခြေကံပညာထက်တန်းကိုအောင်စဉ်ကအခြားသောအသက်မွေးဝမ်းကြောင်းတက်ကသူများကိုတက်နိုင်ခွင့်ရရှိသောအမှတ်များရခဲ့၏သို့သောရှေ့နေလောက်ကိုသာ မျှော်မှန်းပြီးဥရင်ပညာအသင်ယူရန်ဆုံးဖြတ်ခဲ့ရာမိဘများနှင့်ပင်သဘောထားကွဲလွဲခဲ့ကြသည်နောက်ပိုင်းကျမှသာတူရဲသောသမီးဖြစ်သည့်မေဆန်ရှား၏ပြင်းပြခိုင်မာသောဆုံးဖြတ်ချက်ကိုမိဘများကနားလည် လိုက်ရောပေးခဲ့ကြသည်။ငိုစားရီစားတို့ခွာစားတို့အပူစားစားတဲ့သူတို့မဖြစ်စေရဘူး။ပူပန်တော့ကရောက်နေတဲ့သူတွေဒုက္ခတွေ့နေတဲ့သူတွေခက်ခဲအကျက်တဲ့ရင်းဆိုင်နေကြရသူတွေကိုကူညီနိုင်ဖို့ပဲရှားကရည်ရွယ်တာရှားကိုနားလည်မှချစ်ပါဟုကျွန်တော်မေဆန်ရှားကိုချစ်ခွင့်ပန်စင်ကပွင့်လင်းစွာပြောပြခဲ့သည်။ထိုစဉ်ကရှားတက်ကတူတက်နေစေရှားကိုလှပချောင်းမွေသူဟုမဆိုနိုင်ပါ။ ရှင်းတန့်ယူသားမှုဒါသူမရေးလာဖြစ်သည်ဟုဆိုကြမှာသည်အသားကရွှေလိုဝင်းပါမနေပါအညိုဘက်သို့နှဲငယ်ရိမ့်နေသောအသားဝါကလေးဖြစ်ထူထဲကွင်းညွတ်သောမျက်ကုံများကတဘာဝတိုင်းမေဆန်ရှားမျက်နှာတွင်ရှိနေသည်ရင်းမျက်ကုံများကမေဆန်ရှား၏စဉ်စားဆင်ခြင်မှုသင်္ကေတရင်းမျက်ကုံများအောက်မှတောက်ပဆူးရှသောမျက်ဝန်းဆုံးမှမူအရာရာကိုထွန်းဖောက်မြင်နိုင်စွမ်းရှိသည်ဟုပင်ဆိုကြမှာသည်မေဆန်ရှားက စူးနှစ်စွာကြည့်လိုက်ပြီးဆိုရင်မြေသူများဟန်ဆောင်ဖုံးကွယ်လင်ညာ၍မရနိုင်တော့ဟုကျွန်တော်ထင်သည်ထိုစွမ်းပကားများကိုရှားမြန်လုံးများကပိုင်ဆိုင်ကြောင်းမြေသူတိုင်းဝန်ခံကြရသည်ပြီးဖြောင့်စင်သောနာရန်နှင့်မထူမပန်းပြည်သေးတတ်သောနှကံများထိုနှကံများကလည်းပြုတဝါစာဝေး၍အလိန်ညာမှုသာကင်းစွာစကားနဲ့နဲ့သာပြောတတ်သည်ပြောစကားတွေမှာနူးညံ့ညင်သာသလောက်မှန်ကန်မှုအင်အားတွေကကြီးမားလွန်းလာသည်ခြုံပြောရရင် မေဆန်ရှား၏မျက်နှာမှာမိန်းကလေးများ၏ဆွဲဆောင်ညှို့ငယ်နိုင်စွဲမျိုးတစ်ခုမှမရှိတန်မှန်များရိုးစင်သောတဘာဝများသာမေဆန်ရှား၏ခန္ဓာကိုယ်နှင့်အယက်မောင်းမှမူယနေ့ခေတ်မိန်းကလေးများလို အစီကြအသားကျစ်တွဲလျား၏သို့သောကျမ်းမာရေးနှင့်လည်းညီညွတ်၍ကြံ့ခိုင်မှုရှိသည်အားကစားလိုက်စားခဲ့သူပြီပြီချိုးစစ်လာပါသည်ကျောင်းတော်ကမေဆန်ရှားသည်ခရတီသမားကပတ်နှင့်အဆင့်ပင်ရထားခဲ့သူစုတစိမ်များပင်ရခဲ့ဘူးသူဖြစ်သည် မေဆန်ရှားတွာလာလောက်ရှားပုံနဲ့မူရာတို့ကအများတကာတွေကမင်းကလေးတူသားဖြစ်ပါသည်ထင်ပေါ်လောက်စရာထူးခြားမှုမရှိအစဉ်အပြင်ခြေတလည်းကင်းသည်မိကက်ကိုအနေချင်းမြတန်နခါးနှင့်ရော၍သုံးတက်ယုံမြအပ လပဆွဲဆောင်မှုရှိအောင်မပြုပြင်တဲ့အလပြင်တက်မှာတော့ရှားကအညံ့ဆုံးနေမှာမလားလို့မချစ်တော်ရင်လည်းရပါတယ်နော်ဟုရှားပြောတတ်သည်ကိုကအဲ့ဒီအလကိုချစ်တာမဟုတ်ဘူးရှားရင်လည်းကအလကိုချစ်တာဟုပြောတော့ အဲ့တော့ဂူဂူကဆာရေးဆရာမို့ဝိတုဖွဲ့စကလုံးနေပြောတာပါအလှပအောင်မကြိုက်တဲ့ယောက်ျားမရှိပါဘူးဟုရှားကချိပါသည်မှန်တယ်ရှားပြောတာဂူဂူမငင်းလို့ဘူးဒါပေမဲ့ဘေးဒီလာကအိ္ိ္စာသဘောရှိတယ်လေအိ္ိ္စာတာအလာကမှဟင်းအင်းအိ္ိ္စာတာအလာဆိုတာကလည်းတရားဓမ္မနဲ့အညီအမြဲနှလုံးသွင်းဆင်ခြင်နိုင်မှာပါတတိလွန်ရဲ့အလှပြတတ်ပါတယ်ဆိုင်ဇာရှိနေမလေးကိုပြိုင်မပြောရပါဘူးဗျာရှုံးပေးပါတယ်ပြီးတော့လည်းမေဆန်ရှားက နင်းနေချာချာဤမောနေသည်ရှားရည်တန်ရှားရည်ဟန်ကလည်းကလေးတရလိုအပြစ်ကင်းသည်ဟုကျွန်တော်ခံစားရသည်ရှောင်းကိုကိုအမြဲနားလည်ပြီးချစ်နေနိုင်ပါစေလို့ရှောင်းဆုတောင်းပါတယ်။ရှောင်းမနစ်မြို့စရာတွေ့လို့ကိုကိုအချစ်ပေါ်သွားရင်လည်းရှောင်းကြီးကြီးနက်နက်ခံယူပါမယ်။ဒါမှမဟုတ်တခြားလာတဲ့သူတွေကိုကိုရင်ထဲဝင်လာလို့ရှောင်းရှုံးပေးရမယ်ဆိုလဲရှောင်းကြီးကြီးပြူပြူအရှော့ပေးလိုက်ပါမယ်။အဲ့လိုတော့မပြောနဲ့ရှောင်း အဲ့ဒီစကားကိုကိုနှလုံးသားကိုရှာစော်ကတာမဟုတ်ဘူးမဟုတ်ဘူးရှာပြောတာအဲ့လိုမဟုတ်ဘူးရှာရှာရင်ထဲမှာရှိတာပြောတာပါစိတ်မဆိုးပါနဲ့နှလုံးသားကိုကိုဝါခွဲသူမဖြစ်စေရဘူးလို့ကိုကိုကလည်းရှာရုံအောင်ပြောလိုက်ပါမယ်။음ကိုကနှလုံးသားကိုကိုဝါမခွဲဘူးဆိုတာလည်းရှာအကျွေးမရှိယုံကြည်ပါရဲကိုကိုဒါမဲ့음ဇကားဆက်လို့ကိုကိုကိုပြောအောင်မယ်။ကိုဝါရှိရသူတယောက်ချာကိုဝါရှိရလူဖောက်လားဟုတ်တယ်ကိုဝါမှာတခုနှစ်ခုမဟုတ်ဘူးတထောင်တောင်မှဘယ်သူလဲဘယ်သူလဲ မေရလည်းတော့မသိဘူးသူ့နာမည်ကကိုဘားတထောင်မောင်မဲခေါင်တဲ့မေဇန်ရှားကပြောပြောဆိုဆိုသူမဤဇက်ပွဲအန်ဆွဲထဲမှာစာအိတ်တိတ်ကိုထုတ်ယူကျွန်တော်ကိုပေးသည်အဲ့ဟာဒီနေ့ရောက်လာတဲ့စာဒီကစာ၍ကိုဘားတထောင်မောင်မဲခေါင်နဲ့ကျွန်တော်တို့ဇလန်းဆက်ရလိမ့်မည်ဟုကျွန်တော်နဲ့ရှားမတွေးမိခဲ့ရုံမှန်မှာသို့တော်အမှန်တကယ်ပင်ကိုဘားတထောင်မောင်မဲခေါင်သည်ကျွန်တော်နဲ့ရှားဘဝအတွင်းသို့ဝင်ရောက်လာခဲ့ပါလိမ့်မည်ဒေါ်မေဇန်ရှား ရှေ့နေလောကကဒေါ်မီဆန်ရှာတရင်ကိုတတိပြုမိခဲ့တာတော့အတန်ကြာခဲ့ပါပြီ။ပြီးခဲ့တဲ့မောင်ရဲသူမှုမှာအပြစ်မဲ့တဲ့မောင်ရဲသူကိုကျိုးစင်ဘောကဆွဲချနိုင်ခဲ့တဲ့အတွက်ဒေါ်မီဆန်ရှာကိုဂုံပြူစကမပြောရရင်တာဝန်မကျေဘူးလို့ခံစားနေရလို့ဒီစာကိုရေးလိုက်ရတာပါ။ချီကျူးဂုံယူပါတဲ့ဒေါ်မီဆန်ရှာသူတို့ဖြင့်ဒေါ်မီဆန်ရှာကိုအမှုအပ်တာလည်းမဟုတ်ဝေကြီးလည်းတပြားတစ်ချက်ရတာလည်းမဟုတ်ဖဲနဲ့လိုက်ပါဆောင်ရွက်ပြရစေလို့ခွင့်တောင်းပြီးတော့ မောင်ရဲသူကိုဝင်ရောက်ကဲ့တင်ခဲ့တဲ့ဒေါ်မီဆန်ရှားရဲ့နှလုံးသားကိုအနိုင်မဲ့ပါပဲလို့ဂုဏ်ပြုပြစီ အခွင့်အသင့်ရဲ့ဒေါ်မီဆန်ရှားကိုကုညီခွင့်ရပါစေလို့တောင်းကျွန်တော်ဆုတောင်းနေပါတယ်ဆက်လက်ပြီးပြင့်မဲ့သူတွေကိုကုညီနိုင်ပါစေကဲစေနိုင်ပါစေလို့လည်းဆုမွန်ကောင်းပို့သလိုက်ပါတယ်လေစာတော့ကိုဝါတထောင်မောင်မဲကကုကုမလို့မြင်လဲ စာကိုဖက်ပြီးခောက်ကစာရိုက်ထဲသို့ပြန်ထည့်နေတော့ကျွန်တော်ကိုအကဲခတ်သလိုကြည့်နေတော့ရှာကမိကွန်းထုတ်လေသည်စာရိုက်ကိုရှာရှိသို့ချပေးလိုက်ရင်အဲ့ရဲသူเจ้าကိုကိုကိုဝိထုရေးခြင်းနဲ့ဟုပြောလိုက်ကိုကိုကလောက်ပြီမေဇန်ရှာအเจ้าမေဇန်ရှာလိုက်ခဲ့တော်မူများเจ้าရေးခြင်းသည်ဟုပြောသည့်အခါတိုင်းရှာဤသို့ပြောတတ်သည် အမှန်တမ်းပြောရမည်ဆိုရင်ရှားကရေးခွင့်မပေးပါကျွန်တော်ကသာရေးသင့်သည်ဟုယူဆ၍အတင်းအာဓမခွင့်တောင်းရဖြစ်စေခွင့်မတောင်းပဲဖြစ်စေကျွန်တော်တာဝန်ယူရသောဖြစ်ရမယ်ဆုံးတောင်းမဲ့ကစဉ်တွင်ဝိတုတုကလေးများဖြင့်ကိုဘုတ်ဆယ်ဘုတ်ခန့်ရေးခဲ့ပူပါသည်ကိုကရှားရဲ့ချစ်သူမူရှားကိုကြောင်ညာပေးနေတာမျိုးဖြစ်မှဆိုပါရယ်ကိုကရဲ့ပြီးတော့ထင်ပေါ်ကြောင်ကြောင်းမှုကိုရှားမလို့ခြင်းမှာဘူးဟုရှားကပြောတတ်သည် ကိုဝါထောင်မောင်မဲကောင်ပြောဒီမောင်ရဲ့သူမှုမှလည်းစိတ်ဝင်စားပွဲကောင်းလာသည်မိဘနှင့်သားသမီးမေတ္တာနဲ့နည်းမှုများသာမကလေးဝဲချက်များလည်းပါသည်အခွင့်အင့်လင်မေဆန်ရှားဝိတုတပုတ်ဖြစ်ကျွန်တော်ရေးဖွဲပါအောင်မည်ရှားမီးတာအဲ့ဒီစာပါအကြောင်းများထဲမှာစာထဲမှာပါတဲ့ကိုဝါထောင်မောင်မဲကောင်ဆိုတဲ့အပေါ်ကိုကိုရဲ့အမြင်ရှားကထက်ပြောသည်อืมလက်ရေးဆိုတော့သူ့ရဲ့စိတ်အနေထားမှုချင်းကိုခံမနိုင်တာပေါ့အခုဟာက ကွန်ပျူတာနဲ့ရိုက်ထားတာလက်မှတ်တောင်မပါဘူးဒါမဲ့အဲ့ဒါကပဲထူးခြားချက်တစ်ခုဖြစ်နေတာရှာဒါကသူ့ကိုမသိစေချင်ဘူးဆိုတဲ့သဘောလျှော့ဝဲတဲ့သဘောပဲဟုတ်တယ်ကိုကိုပြီးတော့ကွန်ပျူတာနဲ့ရိုက်တယ်ဆိုတဲ့အချက်ကိုကြည့်ဒီစာကလျှော့ဝဲသဘောတွေပါနေလို့တခြားကွန်ပျူတာမှာအင်္ဂါသဘောနဲ့ပတ်စံပြီးရိုက်တာတော့မဖြစ်နိုင်ဘူးသူ့ကိုပိုင်ကွန်ပျူတာနဲ့သူ့ကိုယ်တိုင်ရိုက်တဲ့သဘောပါတယ်ဟုတ်တယ်မဟုတ်လားအင်းရှာလက်ခံပါတယ်ဒီတော့ပထမဆုံးမှန်းဆလို့ရတာကဒီလူကကိုပိုင်ကွန်ပျူတာဝယ်သုံးနိုင်တဲ့သူ ပညာတတ်ဥစ္စာပစ္စည်းရှိသူတယောက်ယောက်ဖြစ်ရမယ်။အွန်းမှန်တာပေါ့။နောက်တစ်ခုရှားကိုခုံပြုစကားမပြောရရင် တာဝန်မကျေဘူးလို့ခံစားရတယ်ဆိုတဲ့စကားဒါကိုကြည့်ရင်ရှားလိုပဲစင်ရံနွန်ပါသူတွေနိုင်ကြပြိနေခံရတဲ့သူတွေဆွဆွဲပုတ်ခတ်ခံရသူတွေဘက်ကရက်ချင်တဲ့ဆန္ဒမျိုးရှိသူဖြစ်ရမယ်ကုညီချင်းသူဖြစ်ရမယ်อืมရှားတွေ့ရနဲ့ကိုကိုတွေ့ရနဲ့တထက်သေးပဲအဲနောက်တစ်ခုက ရှားလိုက်တဲ့အမှုတစ်ခုကိုအရင်အပြည့်အစုံတည်နေတယ်ဆိုတော့ရှားနဲ့မဝေးတဲ့ပတ်ဝန်းကျင်ကလူဖြစ်ရမယ်ဟုတ်တယ်နော်။음ဟုတ်တယ်။နောက်ဆုံးတစ်ခုကနာမည်ပဲ။ကိုဝါးတထောင်မောင်မဲကောင်ဆိုတာနာမည်ရင်းမဖြစ်နိုင်ဘူး။ကိုကိုတို့စာရေးသူတွေကလောင်အမည်ယူတယ်လို့သူကိုယ်သူပေးထားတဲ့အမည်။သိမှန်တယ်ကိုကို။ပြီးတော့ဂံမီယဆန်ဆန်နာမည်မျိုးဖြစ်လေတော့လူဝတ်တဲ့ပညာရက်တွေလိုက်စားတဲ့သူဖြစ်ချင်ဖြစ်နေမှာဒါတော့ကိုကိုလည်းတေချောင်မပြောနိုင်ဘူး။ရှားကပြုံးသည်။음 ဒီနေရာမှာတော့ကိုကိုနဲ့ရှားကယူဆကြတဲ့နည်းကွဲနေပြီ။ရှားယူဆတာကဒီလူကဒီနာမည်ကိုတမင်ပေးတာ။လူတွေစိတ်ဝင်စားအောင်ပေးတဲ့နာမည်လွှတ်ဝဲခြင်းတဲ့သဘောလည်းပါတယ်။ဒါပေမဲ့ဂမ်ဘီယာလော်ကီပညာရိုက်ကိုလိုက်စားလို့မဟုတ်ဘဲနဲ့ပုံစံမျိုးမျိုးအသွင်မျိုးမျိုးနဲ့လူတွေချားကိုတိုးဝင်လှောက်ရှားမယ်ဆိုတဲ့အိဗယ်မျိုးဖြစ်လိမ့်မယ်လူရှားကထင်တယ်ဒီနာမည်ကိုကြည့်ပြီးဒီလူကရည်ရွယ်ချက်တစ်ခုနဲ့လှောက်ရှားမဲ့သူဒါမှမဟုတ်လှောက်ရှားနေတဲ့သူလူရှားကယူဆတယ် ဟွန်းနောက်တစ်ခုရှာတည်တဲ့လောက်ပြောရရင်တော့ဒီစာရွက်မှာရိုက်ထားတဲ့ Baronetti Fund က IBM ကွန်ပျူတာတွေမှာ3လေ3တာမရှိဘူး Apple ကွန်ပျူတာတွေမှာပဲအသုံးများတယ်ပြီးတော့ကုကုတတိထားမိလားစာရွက်ပေါ်မှာအနှက်ဆက်ကလေး30လေးအဲ့ဟာပရင်တာကြောင့်ပဲကုကုကျွန်တော်ပြုံးမိသည်ရှာပြောမှကွန်ပျူတာရိုက်ထားသောစာရွက်ကိုပြန်ကြည့်မိသည်ဆက်လုံးတွေကအဝိုင်းမဟုတ်ရှေးဆန်သောဆက်လုံးများဖြစ်သည်ပြီးတော့စာရွက်လမ်းမှာအနှက်ဆက်ကလေး30ကအပေါ်အောက်ဆီဒန်လျက် ဟွန်းရှားကကိုကိုထက်ပေါ်ပြီးတွေးမိမြင်မိတယ်ဆိုတာကိုကမငင်းနိုင်ပါဘူး။ရှားတွေးမိတယ်လို့ကိုကိုမတွေးမိတာမှန်မယ်။ရှားပြောတာတဘာဝကြတယ်မှန်တယ်။ထိုခိုက်ခန်းတဲ့သူဆရာချစ်ကိုကိုယူဝင်းလာသည်။ဒီနေ့ကဗားရင်းမြတ်တိုးထိုးနေကြရလဲ။ကျွန်တော်ဝင်းလာတာနဲ့နှောက်ရက်ဖြစ်သွားပြီထင်တယ်။ဆရာချစ်ကိုကိုယူကရဲရွေ့ပြောသည်။ကိုမပြတ်တမ်းဝါးလျက်ရှိသောဆရာကိုအပြုံးဖြင့်ကြည့်၍မဖြစ်ပါဘူးကိုကြီးကလူတယောက်ကြောင့်ပြောနေတာပါဟုရှားကပြောလေသည်။ ကိုဝါတထာမောင်ဝဲကောင်နဲ့ကိုယူရဆရာချစ်ကိုကိုယူနဲ့ကျွန်တော်ပါစာရေးသူချင်းမှုယဉ်နိမှုရှိကြသည် ကျွန်တော်ထက်အသက်ကြီးသူမှုကိုယူဖြစ်စီဆရာချစ်ဟုဖြစ်စီကျွန်တော်ကခေါ်တတ်၏သူကမှကျွန်တော်အာညီလေးဟု၎င်းကိုတော်ဟု၎င်းခေါ်တတ်သည် ကျွန်တော်ကြားမှုတာကတော့ချစ်ရတထာမောင်ဝဲကောင်မှာအဲ့ဒါကဟိုးအရင်ကထွက်လန်းခြင်းနဲ့သူဒါကအခု20ရာစုကြာမှာပေါ်လာတဲ့သူကွန်ပျူတာမောင်မဲကောင်ဗျ။ငဲတာတွေထားပါတော့ကိုကိုရဲ့အခုကိုကြီးက ကိစ္စရှိလို့လာတာနဲ့ထင်ပါရဲ့ပြောပါအောင်ကိုကြီးကိစ္စရှားကကျွန်တော်စကားကိုဖြတ်၍ဆရာချစ်ကိုကိုယူကိုပြောသည်ဆရာကယူလာသောဖိုင်တွဲများကိုစပွဲပေါ်သို့တင်ရင်ညီမလေးကိုကူညီတောင်းမလို့မနေ့ပြန်ကိုကြီးရဲ့ယုံကြည်တခုဝင်ပေးလို့ရမလားလို့အားတော်နာပါတယ်ရပါတယ်ကိုကြီးမနေ့ပြန်ရှားအားတယ်ရှားဝင်ပေးမယ်ကျေးဇူးပဲညီမလေးကိုကြီးရလဲရှားကိုကူညီတောင်းလို့ရမယ်မန်တီလို့တမင်းညီမလေးနဲ့သဘောတူတယ်နော်သားစရာလာစရာများချိန်ထားတာများရှိသေးလား ရှိပါဘူးကိုရွာရပါတယ်ကျဲတော်ရှာကလည်းဒီလိုမျိုးကူညီဖို့ကိုစောင့်နေတာလာတော့ကျွန်တော်ကနံပါတ်သစ်တစ်ခုပေးမလို့တောင်စဉ်းစားနေတာဆရာချစ်ကိုကိုယူကိုပြောရင်ရှားကိုမျက်လုံးဝေးကြည့်တော့ရှားကကျွန်တော်ကိုကြည်ကြည်ပြုံးပြုံးလေးကြည့်နေသည်ကိုတွေ့ရသည်ကျွန်တော်ကနောက်ပြောင်စကားတစ်ခုပြောတော်မူကိုသိနေပါသည်ဆိုသည်ကြည်ချင်းမျိုးလည်းဖြစ်သည်ဘာများလဲကိုတော်ရမြန်မာလေးအတွက်နံပါတ်သစ်ကအိုးသူ့မိတ်ဆွေတင်တယ်လိုက်ဖက်အောင်လို့အခုပဲစဉ်းစားမိသွားတာဟင်ဒါပြင်ပြောလေကိုကို ရှားကဝင်မိသည်ကျွန်တော်ပေးမိအမိသည်ကိုရှားတိချင်နေပုံရ၏ကျွန်တော်ကပြုံးလိုက်ရသည်အင်းကြပြလဲဆံပါတယ်တထောင်ကိုဘမီးဆန်းရှားတဲ့တနင်္ဂနွေနေ့အလောက်အိုင်လည်ရန်မှုထုံးစံတိုင်းရှားအိမ်သို့ကျွန်တော်ရောက်သွားတော့ရှားသည် အားစားယုံမှပြန်ရောက်စားဖြစ်သည်ခါတီးတော့ကစားတာကိုကိုရကိုလက်လုံရှားမှကျဲမာမယ်လေဟူရှားကပြောသည် လေကျင်ထားစုံတော့လို့ရင်ကိုခံပညာတတ်မှဖြစ်မယ် ကိုကိုတော့ကိုခံရမဲ့ပညာလေးပဲတတ်တယ်။ကျွန်တော်ပြောသောစကားကြောင့်ရှာကရည်သည်။ကိုကိုခဏနော်။ရှာရည်ချိုးလာအောင်မယ်။ကိုကိုလည်းပြောချာတဲ့င်းတစ်ခုရှိသေးတယ်သိလား။ပြီးမှပြောပြမယ်။ဒေါ်လေး။အဲ့ဒါကိုကော်ဖီလေးပါလေးတိုက်ပါအောင်။တော့ကြဘာမှမစားမတော့ရဘူးလို့အတင်းလျှောက်ပြောနေဦးမယ်။ရှာကဒေါ်လေးကျင်ကျင်ရှိရာမိဖို့ဖတ်သူပါလှမ်းအောင်ပြောသည်။ဒေါ်လေးကျင်ကျင်ကပြောနေပါပြီကွယ်။စိတ်ချစိတ်ချမဟုတ်ပါယူလာမယ်ဟုပြောလေသည်။ ရှားရည်ကျိုးနေကတော်လေးကျင်ကျင်လာချပေးတော့ coffee နဲ့ mug ကိုစားတော့နေရင်တင်းစာဖန်နေလာသည်ရှားရည်မိပါများမှာနေတွင်ဖြစ်ဇာတိကိုမစွန့်ခွာနိုင်ရွေးကတကြောင်ဘူပါပိုင်လဲတွေခြံတွေကိုတန်ရောစဉ်ပုံတွေကတကြောင်စီးပွားရေးအစဉ်ပြေတွေရေးကတကြောင်သူတို့ကမြုပ်ကိုမခွာနိုင်ဒူတဲ့တော်သမီးမေဆန်ရှားကရန်ကုန်တွင်အလောက်လောက်နေသည်မို့သမီးကိုလည်းစိတ်မချတဲ့ဖြင့်ဒေါ်လေးကျင်ကျင်ကိုအဖော်ဖြစ်ထက်ပေးထားခြင်းဖြစ်သည် ။ဒိုကြီးဖြစ်သောတော်လင်းကျင်ကျင်မှလည်းဒူမဖြစ်သူမေဆန်ရှာတန်ရောစင်ဖြင့်ကိုရန်တော်ဖြစ်နေရရှာသည်။ဟိုနီးကကိုဝါတထောင်မောင်မဲခောင်ရဲစာအုပ်ဖက်ပြီးကိုနဲ့ရှာဆွေးနွေးခဲ့ကြသည်ရဲ့မဟုတ်လား။မနီးကရှာရုံချင်းသွားရင်လည်းအဲ့ဒီမောင်မဲခောင်ကြောင့်တည်းတစ်ခုကြားလာခဲ့ရတယ်။ရေချိုးအဝတ်စားလဲပြီးပြန်ထွက်လာတော့ရှာကကျွန်တော်ရှိခုံမှာဝင်းထိုင်ရင်စကားစာသည်။မောင်မဲကဟူသောအမိကြောင့်ကျွန်တော်စိတ်ဝင်စားသွား၏။အင်းပြောပါအောင်ရှာရဲ့။ဒေါ်လေးကျင်ကျင်ကရှာအတွက်ပါကော်ဖီလာချပေးသည်။ ရှားမှုတန်နဲ့ပါလာတယ်လေဒေါခင်မမဆိုရက်အမျိုးသမီးကြီးကပြောပြတာသူ့ကိုယ်လေးပေါ့ဇလန်းကတော်ကောင်းတာပဲကိုကဒီလိုကိုကဆွဲကြိုးကြီးကြီးဝစ်စင်ထားသောလက်ကောက်တွေများကြီးစီရင်ထားသောစိန်နကက်ကြီးတပြောင်ပြောင်တလက်လက်နေရှိသောဒေါခင်မမမြေရှိအမျိုးသမီးကြီးကခါကိုထောက်လျက်ဒီမာမတ်ချက်အကျွေးဘလို့ပြန်ဆက်မယ်ဆိုတာကိုပဲပြောပါဟုယင့်ဒီမာကြောစွာပြောသည် ဆံပြနေသောတော်ချဲကအငငယ်ဆူယွန်စွာမော့ကြည့်ပြီးကျမပြန်ဆက်ပါမယ်ဟူတိုးလျာစွာပြောသည်ပြောစကားမှအမပါလားပြန်ဆက်ပါမယ်ပြန်ဆက်ပါမယ်နဲ့ထက်ထက်ချီလိုက်တာကုန်းဆိုရင်ရင်းနဲ့အတူပေါက်နေပြီနောက်ထပ်အတိုးထက်တဲ့ငါးကောင်းကြောနေပြီငါဆက်မဆောင်နိုင်တော့ဘူးပြန်ဆက်နိုင်ဆက်မဆက်နိုင်နိအိမ်နဲ့မြေကိုဈေးဖြတ်ပြီးငါယူရမှာပဲအိုးဒီလိုတော့မလုပ်ပါနဲ့ဒေါခင်မမရဲ့ကျမမလေးခလေးတွေနဲ့နေကြကလည်းဒီအင်္ဂလိပ်ပဲရှိတာ ိမ်မပေးနိုင်လဲကြွေးဆက်ပေါ့မတူတော့ကျမလာလာပေးနေတာပဲဒေါ်ခင်မမရဲ့တာအလက်အလုပ်ရရင်အရင်ဒီမှာပြန်ဆက်နိုင်မှာပါအဲ့ဒါကဘယ်ကာလကြာမှာဖြစ်မှာလဲပိုရီပြောမနေနဲ့ဒီလကောင်ပြန်ဆက်နိုင်ဆက်မဆက်နိုင်နေအိမ်နဲ့မြေကိုတသိန်းနဲ့ဈေးဖြတ်ပြီးငါကြွေးကိုနှုတ်ပိုတာငါပေးမယ်ဒါပဲလကောင်ငါလာမယ်လကောင်ဒီတော့ချက်မှာမပြေလဲမပြေလဲဆိုတော့ချက်မှာကတမီကြီးတယောက်တားငယ်တယောက်ငယ်ဆုံးတမီလေးတယောက်နဲ့ဘွားကိုရုံးကန်နေရသည် အမိကြီးကထဲချုံဆက်ယုံမှလို့ဤတားလက်က၁၀တန်းတက်စေအငယ်လေးက၄တန်းချောင်းသူဒေါ်ချက်မှလည်းယောဂတဲမှုအလုပ်ကမလုပ်နိုင်တမိကြီးလုံစာနဲ့မိသားစုရှင်တန်ရက်တည်နေရသည့်ဘဝဒေါ်ခင်မမထံမှတင်းဒီကျွေးကလည်းဒေါ်ချက်ခင်မဦးအမောင်နာမကျန်းဖြစ်စဉ်ကယူခဲ့ရသောကျွေးများဖြစ်သည်ဥရမောင်ကနာမကျန်းရာကပြန်လဲကောင်းလာတော့ပဲလူလောကကိုစွန့်ခွာသွားခဲ့သည်ဖြစ်လျာ။ရခင်ကဥရမောင်ပေါ်တွင်အာကုန်ဖီကိုခဲ့တော်မိသားစုပါလေးမှာ လုံးဝရိုင်းနဲ့သွားရလေသည်ဒီတော့လဲဒေါခင်မမအကျွေးများကိုပြန်ဆက်နိုင်ခြင်းမရှိတော့တကယ်တော့လဲဒေါခင်မမဆိုဒီမှာဦးအမောင်ဤအမအရင်ဖြစ်သည်ဒေါခင်မမဤခင်မွန်တဲ့ကလုပ်ငန်းရှင်တူမှုချမ်းသာကြွယ်ဝဤဒေါခင်မမဤငွေတို့ချေလောက်ကလည်းစီးပွားကတက်သည်သားသမီးကလည်းအားလုံးမှတယောက်တည်းဖြစ်ရင်တူတဲ့သောသားကလည်းယခုနိုင်ငံသားမှာသူတို့မှာဘာလို့ပါသေးသနည်းအားလုံးပြည့်စုံကုန်လို့ဤတို့ပါလျက်ဒေါခင်မမလောဘကအတော်မတက်ငဲ့ညာစာနာခြင်းကင်းမဲ့စွာ ဒေါ်ချဲတို့မိသားစုပိုင်းအင်္ဂလိပ်ကိုပင်တင်ဖို့ကြိုးစားနေသေးသည်လကုံရဲ့ဒေါ်ချဲအင်ရှိသူဒေါ်ခင်မမဤကားကလေးရက်လာတော့ဒေါ်ချဲကအိမ်ထဲမှာမျက်ရည်တွေနဲ့ကဲဘလုံးလဲမှတ်ချက်ငါပေးထားတဲ့ချိန်ပြည့်ပြီလေဒေါ်ချဲကဘာမှပြန်မပြောနိုင်ဒေါ်ခင်မမကသူ့လက်ပွေအိတ်ကြီးကိုဖွင့်ငွေဆက်ကိုတစ်ထပ်ကိုဆွဲထုတ်သည်ဒါငါအကျွေးနှုတ်ပြီးပိုးတန်းငွေရော့နင်တို့အိမ်ကငါပေးနောက်တစ်ပတ်နင်တို့အိမ်ပြောင်းပြီးတော့ဟိုနေနေနေပါဦးရုတ်တရက်ထွက်ပေါ်လာတော့အတန်း ဒေါ်ချက်ဤတောင်းမှန်တိုးရှိုးတယ်မဟုတ်ဒေါ်ခင်မမနောက်မှပေါ်လာတော့အတန်ခေါင်းပေါင်းကြီးနဲ့နှကမ်းမွေးရှည်ရှည်ကြီးနဲ့ဖို့တို့တယောက်လွယ်ကြီးတလုံးကိုလွယ်လျက်လမ်းပေါ်မှာဆင်းလာပြီးပြောချင်းဖြစ်သည်ဘာလဲရှင်းရဘူးလဲဒေါ်ခင်မမကဘို့ကိုလှဲ့မေးဤဒေါ်ချက်ကလည်းဘို့ကိုတန့်တော်မော့ကြည့်သည်အကျုပ်ကဧည့်သည်ပါဘုံကြီးเจ้าမှာတဲပါတယ်ရှင်ကကျမတို့ကိစ္စမှာဘာဝင်လျှောက်တာလဲဒေါ်ခင်မမစကားကမကြောပြတ်သားသည်ဖို့ကပြုံး၍တင်းငင်အေးဆေးစွာဖြင့် အကျုပ်ကဝင်းဖြည့်ရှင်းပေးမလို့ပါဒီကညမကြီးရစရာရှိတဲ့ငွေကြေးကိုရမယ်ဆိုရင်ဟိုကညမကြီးတို့အိမ်ကိုမသိမ့်တော်ဘူးမဟုတ်လားဟုပြောလေသည်အဖို့ကိုစကားကြောင့်မျိုးသမီးကြီးနှစ်ဦးစလုံးအံ့အားသင့်မြင်တတ်မိနေသည်ကဲဘလို့လဲအကျုပ်ပြောတာဒေါကင်မမကရုတ်တရက်ဖြစ်မပေးအဖိုးကြီးကသူ့ဤလွယ်ထဲမှာအထုတ်ထုတ်ကိုဆွဲနှုတ်သည်ဒေါကင်မမကိုကမ်းပေးခွန်းနှစ်တောင်းမှညမကြီးကျင်းနေပါနော်အင်္ဂလိပ်ကိုတော့ချက်နာပေးလိုက်ပါကဲကျုပ်သွားမယ် ဒေါ်ကင်မမကငွေထုတ်ကိုကင်ပြီးကြောင်းနေစဲဒေါ်ကျဲကပန်းပြောရမှန်းမသိငေးနေစဲမှာပင် အဖိုးအိုကနေရာမှာခြာကနေလက်ထွက်သွားသည်အံ့ဩဝယ်ရာထူးဆန်းလာသောအဖိုးအိုဒေါ်ကင်မမမကြင်မနဲ့ပြန်သွား၏ဒေါ်ကျဲမှာလဲဝမ်းသာကြည်နုစွာဖြင့်သမီးကြီးနဲ့သားတွေပြန်လာတော့ဖုန်ကြီးကြောင့်သူဖူးအိုအားတွေ့ဆုံရန်သွားကြသည် ကျေးဇူးတင်စကားပြောကြကတော့ကြမည်ပေါ့သို့တော့ဖုန်ကြီးကြောင့်တွင်ဖူးအိုကိုမတွေ့ရဆရာတော်ကိုရှောက်ကြည့်တော့လဲဆရာတော်ကကျောင်းတွင်မြည်သည့်ဧည့်သည်မှမရှိဟုမိန့်သည် ထူးဆန်းသောအဖို့အကြောင်းတရားကွက်လုံးပြောမစုံအောင်ဖြစ်သွားတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ